မင်္ဂလာပါရှင်ခေတ္တ news သတင်းဌာနရဲ့ထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံး KNY တိုက်ပွဲတွင်စစ်တပ်ဘက်မှဗိုလ်မှူးဗိုလ်ချုပ်အောင်မင်းသူတေဆုံးဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် ကရင်ပြည်တွင်အကြမ်းဖက်စစ်တပ်ကလက်လွတ်ထားရသောနေမြေများပြန်လည်သိမ်းပိုက်ရေးထိုးစစ်ဆင်နွှဲစဉ်စစ်တပ်ဘက်မှဗိုလ်မှူးဗိုလ်ကြီးအောင်မင်းသူတိတ်ဆုံသွားကြောင်းတိတ်ဆုံသူ၏ဇနီးဖြစ်သူရဲ့လူမှုကွန်ရက်မှာဖော်ပြချက်နှင့်မိတ်ဆွေဖြစ်သူတို့ရဲ့ပြောဆိုချက်အရသိရပါသည်။ အော်တိုဘာလ14ရက်နေ့တိုက်ပွဲတွင်ဗိုလ်မှူးဗိုလ်ကြီးအောင်မင်းသူတိစုံခဲ့ခြင်းဖြစ်ပြီးအလောင်းကိုမူတရင်တပ်ဖွဲ့ထံသို့ပြန်လည်တည်ယူနိုင်ခြင်းမရှိကြောင်းသိရှိရပါသည်။ကရပြည်နယ်ဘက်မှကြားလာလို့သိရတဲ့သူကမြေကြီးနားဇာတိပါဗိုလ်မှူးအဖွဲ့မတင်သေးဘူးဒါပေမဲ့လစာတော့စားနေပြီဟုတိစုံသူဗိုလ်ကြီးအောင်မင်းသူ၏အွန်လိုင်းမှမိတ်ဆွေကဆိုပါရယ်တိစုံချိန်တွင်ဗိုလ်ကြီးအောင်မင်းသူထံမှမိမဖြစ်သူမေးဖြူဖြူစင်နှင့်သားသမီးနှစ်ဦးချိန်ရခဲ့ကြောင်းသိရှိရပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့စစ်တပ်ပြိုကွဲရေးနဲ့ဂုံတိတ်ခါထိခိုက်စေရန်ဒုတာဝန်အရေးသုံးပါးကိုထိခိုက်စေရန်ဟောပြောမဲဆွယ်စည်းရုံးမှုများကိုအရေးယူမည်ဟုစစ်တပ်ခန့်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းဆိုကချင်းချောက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်တပ်ပြုခွဲရေးဖြစ်ပေါ်စေရန်သို့မဟုတ်စစ်တပ်ကုန်သိက္ခာထိခိုက်စေရန်လှုံ့ဆော်ခြင်းဒုတောင်ဝရေးသုံးပါးကိုထိခိုက်စေခြင်းအပါအဝင်တတ်မှတ်ပြဋ္ဌာန်းထားသောရွေးကောက်ပွဲဥပဒေနှင့်မညီသောမဲဆွယ်စည်းရုံးမှုများကိုရေးယူမည်ဟုစစ်တပ်ခန့်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းဆိုကခေါ်ယူတရီပေးလိုက်ပါသည် ယမန်နေ့အောက်တိုဘာ16ရက်နေ့နေပြည်တော်တွင်နိုင်ငံရေးပါတီများကိုထို့သို့ခေါ်ယူစဉ်၎င်းကအထက်ပါတိုင်းသတိပေးလိုက်ခြင်းဖြစ်ပါれရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့်မဲဆွယ်စည်းရုံးခြင်းတို့နှင့်ဆက်လင်း၍ခြင်းညာချက်ထုတ်ပြန်ပြီးဖြစ်၍နိုင်ငံရေးပါတီများအနေဖြင့်ပါတီ၏မူဝါဒသဘောထားလုပ်ငန်းစဉ်စသည်တို့ကိုရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှဟောပြောတင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းရွေးကောက်ပွဲကျင်းပမည့်အပိုင်းတစ်ပိုင်းနှင့်အတွက်မဟုတ်ပေရွေးကောက်ပွဲအပိုင်းအလုံးတွင်ရင်းကာလတွင်မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းဆောင်ရွက်သည့်အခါရွေးကောက်ဝယ်ဥပဒေပုံမှ30ကကြီးဤဥပဒေအခန်း30ပါသတ်မှတ်ချက်များရွေးကောက်ဝယ်ဥပဒေအခန်း73ပါရွေးကောက်ဝယ်ဆိုင်ရာပြစ်မှုပြစ်ဒဏ်များနှင့်အခန်း14တွင်ပါသည့်တရားမဲ့ပြုခြင်းမှုများကိုအထူးသတိပြုရန်လိုအပ်မည်ဖြစ်ပါကြောင်း သက်ဆိုင်ရာပါတီဝင်များပါတီထောက်ခံသူများကိုလည်းသိရှိအောင်အတိပေးထိန်းချောင်းရန်လိုအပ်ပါကြောင်းသက်မဲ့ပြဋ္ဌာန်းချက်များကိုဖောက်ပြက်ကျူးလွန်မှာကသက်ဆိုင်ရာဥပဒေများအရအေးအေးယူခံရမည်ဖြစ်ပါကြောင်းပါတီဆောင်ဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ပေးရေးဥပဒေနှင့်ညှိစွန်းခြင်းမရှိစေရန်ကိုလည်းတတိပြုစင်လိုကြောင်းစစ်တပ်လောက်ခံရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းဆိုကပြောဆိုတတိပေးပါရယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းဆိုကနိုင်ငံရေးပါတီများအနေဖြင့်အော်တိုဘာလ28ရက်နေ့မှာ တင်မည်မဲဆွေစည်းရုံးရေးကာလရပ်ပေါင်း60အတွင်မဲဆွေစည်းရုံးရာတွင်ရွေးကောက်ပွဲဤဥပဒေအခန်း30ပါသက်မဲ့ပြဋ္ဌာန်းချက်များကိုလိုက်နာရမည်ဖြစ်ပြီးမလိုက်နာလျင်အရေးယူမည်ဖြစ်ကြောင်းအထူးသတိပေးပြောဆိုပါသည် ရွေးကောက်ပွဲနည်းဥပဒေအခန်း30ဆိုတာကမင်းဆွေစည်းရုံးရာမှာကန့်သက်ထားတဲ့အချက်၁၀ချက်ကိုပြောတာပါအဲ့ဒီအချက်တွေကတော့ဒုတာဝန်ရေးသုံးပါဖြစ်တဲ့ပြည်ထောင်စုမပြိုကွဲရေးတိုင်းဒါစည်းလုံးညီညွတ်ရေးမပြိုကွဲရေးနဲ့အချုပ်အခြာအာဏာတည်ထောင်ခံမြေရေးထိခိုက်ပြုမှုဆောင်ရွက်မှုတွေမလုပ်ရဘူးတပ်မတော်ကိုပြိုကွဲအောင်ဂုဏ်သိက္ခာကြအောင်မဟောပြောရဘူးလုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့အေးချမ်းတန်ရာရေးကိုထိခိုက်အောင်မလုပ်ရဘူးအခြေခံဥပဒေနဲ့တည်ဆဲဥပဒေတွေကိုထိခိုက်အောင်မလုပ်ရဘူး လေးစားလိုက်နိုင်ရမယ်ပေါ့ အခြားအချက်တွေလည်းရှိသေးတယ်အဓိကအချက်ကြီးတွေကအဲ့ဒါတွေပါဟုနိုင်ငံရေးပါတီမှမြို့နယ်ဥက္ကဋ္ဌတဦးကရှင်းပြပါရယ်မဲဆွေစည်းရုံးရာတွင်သက်မဲ့ပြတ်ထန်းချက်များကိုမလိုက်နာပါကရွေးကောက်ပွဲဥပဒေအခန်း73ပါပြစ်မှုပြစ်ဒဏ်များနဲ့အညီအနည်းဆုံးထောင်ဒဏ်တစ်နှစ်မှထောင်ဒဏ်၃နှစ်ထိထောင်ဒဏ်ငွေဒဏ်များပါချမှတ်မည်အပြင်ကိုယ်စလဲလောင်းအဖြစ်မှပါပေးဖြတ်ခံရမည်ဖြစ်ကြောင်းထို့ပြင်ရွေးကောက်ပွဲနှောက်ယှက်ဟန်တာဖြစ်စီခြင်းမှကာကွယ်ရေးဥပဒေပြင်ပါအရေးယူခံရမည်ဖြစ်ကြောင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတန်းစိုးကချင်းချောက်ပြောဆိုသွားပါ ါရယ်အတန်းဖန်စစ်တပ်ကယခုနှစ်ကုန်ပိုင်းကျင်းပမည့်ရွေးကောက်ပွဲကိုကာကွယ်ရန်အတွက်နောက်ဆက်ဖြည့်ဆည်းသူများကိုထောင်တန်းအနေဆုံး၃နှစ်မှထောင်တန်းတသက်တကျုံနဲ့ဒေသများချမှတ်နိုင်သောဥပဒေကိုဇူလိုင်29ရက်နေ့မှပြဋ္ဌာန်းခဲ့ပါရယ်စစ်တပ်ကပြဋ္ဌာန်းခဲ့သောဥပဒေတွင်ရွေးကောက်ပွဲကိုပြပြစင်ရန်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုံ့ဆော်ခြင်းဆန္ဒပြခြင်းစာရေးသားဖြန့်ဝေခြင်းတို့ကိုပါပြုလုပ်ပါကရည်ယူမည်ဖြစ်ကြောင်းချင်းချောက်ခြင်းဟန်တာခြင်းမှလျော်ဩဇာတုံးခြင်းနာကျင်စေခြင်းအပြင်းထန်နာကျင်စေခြင်းလူစုလူဝေး ေးဖြင့်ကန့်ကွက်ခြင်းလူသေဆုံးစေခြင်းများဖြစ်ပေါ်လာပါကပြစ်မှုကိုလိုက်၍အ ਨੇ ဆုံးထောင်တန်းသုံးနှစ်မှအများဆုံးထောင်တန်းတစ်သက်တစ်ကျော်နှင့်တည်တံ့မှုကိုချမှတ်မည်ဖြစ်ကြောင်းဖော်ပြထားတယ်လို့သိရပါသည် မြန်မာစစ်တပ်ကပြည်လုံးမြေရွေးကောက်ပွဲမှာယုံကြည်စိတ်ချရသောရလမထွက်နိုင်၍လိမ့်လာဆောင်ကြီးအဖွဲ့များစေလုံရန်အစီအစဉ်မရှိဟုဥရောပတမကပြောဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မြန်မာစစ်တပ်ကပြည်လုံးမြေရွေးကောက်ပွဲမှာယုံကြည်စိတ်ချရသောရလမထွက်နိုင်၍လိမ့်လာဆောင်ကြီးအဖွဲ့များစေလုံရန်အစီအစဉ်မရှိကြောင်းဥရောပတမက၏လူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အော်တိုဝါလ16ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူမှာပြုလုပ်တဲ့ ASEAN EU အရက်ဘက်လူမှုဖွဲ့စည်းများဖိုရမ်နဲ့လူခွင့်ရေးဆိုင်ရာ ASEAN EU မူဝါဒဆွေးနွေးပွဲတက်ရောက်လာစဉ်ဥရောပသမဂ္ဂ၏လူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ကမြန်မာစစ်တပ်ကပြုလုပ်သောရွေးကောက်ပွဲသို့ဥရောပသမဂ္ဂလေးလာသူဆင်းလို့ရန်အစီအစဉ်မရှိကြောင်းထုတ်ဖော်ပြောဆိုခြင်းဖြစ်ပါသည်။ မြန်မာစစ်တပ်၏ရဲကဝဲမှာယုံကြည်စိတ်ချရသောရလက်ထွက်ပေါ်လာနိုင်ခြင်းမရှိကြောင်းအနောက်နိုင်ငံများပါဝင်မြန်မာအရင်လေးလာဆောင်ကြည့်သူများကစစ်တပ်၏ရဲကဝဲသည်အတူရောင်သာဖြစ်ပြီးစစ်တပ်၏အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စေရန်ရည်ရွယ်ထားသောဟန်ပြရဲကဝဲသာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါသည်မြန်မာနိုင်ငံတွင်လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်နိုင်သည့်အခြေခံလိုအပ်ချက်အခြေအနေများကို မဖြစ်စည်းပေးနိုင်ကြောင်းလည်း၎င်းကပြောပါရယ်စေဆိုးရကကမကဋ္ဌပြုတဲ့ရွေးကောက်ပွဲဖြစ်လို့ရလက်ကတော့တခုပဲထွက်မှာပါဟု၎င်းကပြောပါရယ်မြန်မာနိုင်ငံတွင်2021ခုနှစ်ဆင်အာနာသိမ့်ပြီးကြတဲ့ကနိုင်ငံတော်နယ်မြေများပြားကိုသိမ့်ပိုက်ခဲ့သောလက်နက်ကင်တော်လန်ပုံကံမှုကိုဖြစ်ပေါ်နေပြီးစစ်တပ်ကလည်းရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာဖြင့်ရန်နှုန်းပြည့်မကျင်းပနိုင်ကြောင်းထုတ်ဖော်ဝန်ခံထားပါရယ်ဆက်လက်တင်ဆက်ပေးမယ့်တင်ဆက်ကြောင်းကတော့ စီစနစ်ပြည့်နှစ်ပတ်လည်ပွဲသို့ RCS ကောင်းဆောင်ဘိုးချုပ်ကြီးရွက်စစ်မတက်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အကြံဖက်စစ်တပ်ကတိုင်းပြည်အာဏာကိုတင်းချုပ်လိုက်ခြင်းကြောင့်တနိုင်ငံလုံးအဖြစ်ခဲ့ရစေရေး NCA စာချုပ်နဲ့ငင်းချင်းရေးလုပ်ငန်းစဉ်များရပ်တန့်သွားရကြောင်းရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကယမန်နေ့တရင်ထုတ်ပြန်ပါတယ်။ SCA စနစ်ပြည့်နှစ်ပတ်လည်ဖြစ်ထုတ်ပြန်သော RCSSC ဈေးညချက်မှာထုတ်ခဲ့သူထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်ပြီးနေပြည်တော်တွင်ပြုလုပ်သည့် SCA စနစ်ပြည့်နှစ်ပတ်လည်နေ့တွင်လည်း RCSSS ခေါင်းဆောင်ဗိုလ်ချုပ်ကြီးရွတ်စစ်တက်ရောက်ခဲ့ခြင်းမရှိသည်ကိုတွေ့ရပါသည် NCA နှင့်ပြင်းမြောက်ခဲ့တော်လဲအားနည်းချက်နှင့်စိန်ခေါ်မှုများကြောင့် NCA အကောင့်ထဲပေါ်ခြင်းကိုရည်မှန်းထားသည့်အတိုင်းမဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း NCA အကောင့်ထဲမပေါ်နိုင်မှုနှင့်ပတ်သက်၍အချက်၅ချက်ကို RCSF ကထောက်ပြခဲ့ပြီးရင်းချက်များတွင်စစ်တပ်ကတိုင်းပြည်အာဏာထိန်းချုပ်လိုက်သည့်အတွက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရပ်တန့်သွားစေခဲ့ကြောင်း RCSS ကထောက်ပြထားပါသည်။ NCA အကောင့်ထဲမပေါ်နိုင်သည့်အခြားအကြောင်းရင်းများတွင်နှုတ်ဦးနှစ်ဖက်ကြားယုံကြည်မှုမတိဆောက်နိုင်ခြင်း၊နှုတ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးထားတဲ့သဘောတူစာချုပ်တိုင်းအကောင့်ထဲမပေါ်နိုင်ခြင်း ထောင်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအောင်ရောက်ရှိရေးအတွက်အစိုးရက EOS များကိုဖိအားပေး၍လှုံ့ဆော်စေခြင်းတိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက်အစိုးရအနေဖြင့်စိန်အားထက်သန်မှုနှေးပါခြင်းဆိုသောအချက်များပါဝင်ကြောင်း RCSS ကထုတ်ဖော်ပြောဆိုထားပါသည်။ ASEAN နဲ့ငင်းချင်းလုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် RCSS ကအချက်၆ချက်အကြံပြုထားပြီးရင်းနှုတ်ရဲတွင်စစ်တပ်အနေဖြင့် EOS များနဲ့ယုံကြည်မှုတိစောက်ခြင်းကိုပြန်လည်ဖော်ဆောင်ဆောင်ရွက်ခြင်း ဆွေးနွေးပွဲအဆင့်တက်မှာစစ်တပ်နဲ့ EOS များဆွေးနွေးပြီးသဘောတူညီချက်များဥစွာရယူခြင်းအဆင့်နှစ်တွင်နိုင်ငံရေးပါတီများကပါဝင်တက်ရောက်ပြီးဒုံးပွဲဆိုင်ဆွေးနွေးပွဲများပြုလုပ်ခြင်းဆွေးနွေးပွဲသို့နိုင်ငံတကာအသီးသက်သည်များဖြင့်ပါဝင်တက်ရောက်စေခြင်းနိုင်ငံရေးဆွေးနွေးပွဲများတွင်ဖက်ဒရယ်မှုကိုအဓိကထားပြီးဆွေးနွေးခြင်းနိုင်ငံရေးဆွေးနွေးပွဲမှရရှိလာသည့်သဘောတူညီချက်များကိုလွှတ်တော်သို့ တင်သွင်း၍ဥပဒေအဖြစ်အတည်ပြုပြဋ္ဌာန်းခြင်းတို့ဖြစ်ကြောင်းသိရှိရပါသည်။ယင်းပြင် NCA အနှစ်သာရဖြစ်သည့် Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်အဖက်ဖက်မှဆွေးနွေးခြင်းနည်းလမ်းဖြင့်တွဲဆောင်အကောင့်ထဲပေါ်သွားကြရန်တိုက်တွန်းထားပါသည်။တရင်ဌာနက RCSS ထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်၍အသေးစိတ်ထပ်မံမေးမြန်းရန်ဗိုလ်မှူးခန်းဆန်နှင့်ဒုတိယဗိုလ်မှူးကြီးအုံခဲတို့ကိုအုံခဲတို့ကိုဇမန်ဒီတနေ့လုံးဆက်သွယ်မေးမြန်းတော်လဲဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ